အားလုံးမင်္ဂလာပါဖို့ဖရန်စီယံပြန်လာကြတော့ပါတယ်ဒီတစ်ပတ်စနေတင်ကုန်နေမှာဆိုရင်ပရီးမီးယားလိပွဲစဉ်၈တွေပြန်ပြီးတော့ကစားကြတော့မယ်စနေနေ့ညမှာဆိုရင်ကျွန်တော်ဒီပွဲစဉ်၈ဖြစ်ခုနှစ်ပွဲတိကစားဖို့ရှိတယ်ဒီနေရာမှာညနေခင်းကျွန်တော်တို့ဒီ6နိုင်မှာဆိုရင်တစ်ပတ်က Northern Fire နဲ့အာ Chelsea ရဲ့ပွဲရှိတယ်ရှစ်ခွဲမှာဆိုရင် Biden နဲ့ကျွန်တော် Newcastle Burnley နဲ့ Lee Crystal Palace နဲ့ကျွန်တော်တို့ဒီ Bournemouth Man City နဲ့ Everton Sunderland နဲ့ Wolves ဒီပွဲရှိတယ် ဒီပွဲလေးကိုကြည့်မယ်ဆိုရင်၈နိုင်ခွဲမှာကန်ပဲ၁နိုင်မှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီဖူဟန်နဲ့အာဆင်နဲ့ဒီပွဲရှိတယ်ဒါအပြင်တနင်္ဂနွေနေ့မှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီစပါးနဲ့ကျွန်တော်ဘီလာဒီပွဲလေးရှိတယ်ဆိုတော့ဒီပွဲတွေပွဲကြုံအမြင်နဲ့အာပြောကြည့်အောင်စနေနေ့ည6နိုင်မှာဆိုရင်တစ်ဖက်ကကျွန်တော်တို့တန်ဖော်နဲ့ကျွန်တော်တို့ချယ်ဆီနဲ့ပွဲနဲ့အဲစကန်ပဲဒီပွဲကိုကြည့်မယ်ဆိုရင်တော့တန်ဖော်ရဲ့ကျွန်တော်တို့အင်ကွင်းမှာဆိုရင်ကစားရမယ် နော်တန်ဖွဲကိုကြည့်မယ်ဆိုရင်သူတို့ကကျွန်တော်တို့အင်ကွင်းဆိုရင်ပဲလေအမဲဆိုရင်သူတို့မှာဆိုရင်နိုင်ခွင့်ရခွင့်အဖြစ်ကြည့်မယ်ဆိုရင်အများကြီးမရှိဘူးလို့အာပြောလို့ရတဲ့နော်တန်ဖွဲကိုကြည့်မယ်ဆိုရင်သူတို့ကကျွန်တော်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီပွဲစဉ်ခုမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီညူကာဆယ်ကိုရှုံထားတယ်ဒါအပြင်အရင်ပွဲတွေမှာဆိုရင်သူတို့ကကျွန်တော်တို့ဒီမစ်ချေလဲစန်တာလဲစက်တက်ရှုံထားတယ် Ash ကိုကြည့်မယ်ဆိုရင်နော်တန်ဖွဲမှာဆိုရင်သူကလုံးဝနိုင်ခွင့်တွေ့ခြင်းအာမရှိသေးဘူးဒီနေရာနော်တန်ဖွဲကိုကြည့်မယ်ဆိုတကယ်မှအချင်းကြီးစိုးနေတာ တွေ့ရတယ် ။ဒါအပြင်ကျွန်တော်တို့ဒီ ash ကိုကြည့်မယ်ဆိုရင်ဒီပေါ်ပါထပ်ပြီးရှုံးမယ်ဆိုရင်သူ့ရဲ့အနာဂတ်အမယ်ဆိုလုံးဝအမယ်ဆိုအမခန့်ချက်မရှိတော့ဘူးဒီနေရာမှာဆိုရင်ဒီပြအပြောင်းလဲပြဖြစ်ဖြစ်သွားကောင်းအဖြစ်သွားနိုင်တဲ့ Notre Dame ကိုကြည့်မယ်ဆိုဒီပွဲမှာဆိုဘယ်လိုမျိုးကျွန်တော်တို့ဒီကစားလာမလဲအဲစောင့်ကြည့်ရမယ်။ဒီနေရာမှာ Chelsea ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ကပြီးခဲ့တဲ့ကျွန်တော်ဒီပွဲစဉ်ခွန်ကလဘာဘူးရုံမဲ့ဆိုရင် နိုင်ထားတာတွေ့ရတယ်။ Chelsea ကိုကြည့်မယ်ဆိုရင်ပရီးမီးယားလိမ့်မှာဆိုရင်နိုင်ပွဲပြန်ပြီးတော့အဲရထားတယ်။ဒီနေရာမှာ Chelsea ကိုကြည့်မယ်ဆိုရင်ဒီပွဲမှာဆိုရင်ထပ်ပြီးနိုင်ပွဲရလာကဲမှခွင့်ရင်းများတယ်လို့ အာပြောလို့ပြမယ်ဆိုရင်ရတယ် not a fair ကိုကြည့်မယ်ဆိုရင်ဒီပြကိုကြည့်မယ်ဆိုတော့ရုံးမယ်ဆိုရင်လုံးဝနိုင်ပွဲရှက်ခွေခြင်းအာမရှိသေးဘူးဒါပြင်ကစားမားတွေကိုကြည့်မယ်ဆိုရင်ရုံးမယ်ဆိုရင်ယုံကြည်ချက်အဲကြာဆင်းနေတယ်ဒီဘက်မှာဆို not a fair ကိုကြည့်မယ်ဆိုရင်တို့ကအကွက်မှာကစားမယ်ဒါပေမဲ့ကျွန်တော်တို့ဒီ chelsea ကိုကြည့်မယ်ဆိုရင်ဒီဘက်မှာဆိုရင်တို့နိုင်ပွဲရကတိုက်ပြီးခက်ခဲခွေရကအာမရှိလောက်ဘူးဒီနေရာမှာဆိုရင်ကိုပြက်မလားပြက်ဘူးလားပြမယ်ဆိုရင်ဒါပဲကြောင့်မယ်ဆိုရင်စောင့်ကြည့်ရမယ်ဒီဘွဲမှာဆိုရင်ကျွန်တော်ရဲ့အမြင်အရမဲ့ဆိုရင် Chelsea ကကျွန်တော်တို့ဒီအာ Z1 1 2 ဆိုတော့နောက်နေ့တိုင်းပဲကျွန်တော်နေမြင်မိတယ်ဒီနေရာမှာဆိုဘယ်လိုမျိုးကျွန်တော်ဖြစ်လာမလဲအဲစောင့်ကြည့်ရမယ်ဒီမဲ့ဆိုရင်ကျွန်တော်ဒီပုံမှန်ဆိုရင်ကျွန်တော်ဒီ Chelsea ရဲ့ဆိုရင်နိုင်ငံရတကယ်မှအခွင့်အရေးများတယ်ဒီနေရာမှာဆိုရင်ဂိုးပြက်မလားမပြက်ဘူးလားဒါပဲကျွန်မဆိုရင်စောင့်ကြည့်ရမယ်ဒီပွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီ6နိုင်ငံမှာကံမယ်နောက်တစ်ပွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်ရှစ်ခေါမှာကံမယ်ကျွန်တော်ဒီ Man City နဲ့ Everton ရဲ့ပွဲဖြစ်တယ်ဒီပွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီ Man City ရဲ့အင်္ဂွင်ဖြစ်တဲ့ကျွန်တော်ဒီ Etihad မှာအဲကစားရမယ်ဒီနေရာမှာဧည့်သည်ဖြစ်တဲ့ကျွန်တော်ဒီ Everton ကိုကြည့်မယ်ဆိုရင်သူတို့က ဒီဗစ်မော့စတာမှာဆိုရင် ပြန်ပြီးတော့ခြုံစဲအဲကောင်းလာတာတွေ့ရတယ်။အဲဘာဒန်ကိုကြည့်မယ်ဆိုရင်ဒီယာတီမှာဆိုရင်ပရီးမီးယားလိမှာဆိုရင်ခုနှစ်ပွဲကစားပြီးသွားပြီ။ဒီနေရာမှာဆိုရင်သုံးပွဲနိုင်တယ်။နှစ်ပွဲတည်ကြတယ်။နှစ်ပွဲရှုံးထားတယ်။အမှတ်ကိုကြည့်မယ်ဆိုရင် အမှတ်ဆိုရင်မန်စီးနဲ့တိုက်ပြီးကွာခြင်းအာမရှိဘူး။ဒီနေရာမှာအဲဘာဒန်ကိုကြည့်မယ်ဆိုရင်အတင်းကောင်းသတင်းပြန်ပြီးတော့အာဖြစ်လာပြီ။ပြီးခဲ့တဲ့ကျွန်တော်တို့ဒီအပတ်မှာဆိုရင်ကျွန်တော်တို့ဒီအဘာတန်ကဒီရာသီမှာရှုံးမရှိတဲ့ခစ်စတယ်ဘဲလေးကိုအာနိုင်ထားခဲ့တယ်။အဘာတန်ကိုကြည့်မဲ့ဆိုရင်အမေဆိုရင်တကယ်တော့မှကျွန်တော်တို့ဒီအနေအမြဲအတင်းပြန်ပြီးတော့ အာဖြစ်လာပြီးဒီနေရာမှာဆိုရင်တို့ရမယ်စီတီရဲ့အကွင်းမှာဆိုရင်တွားရောက်ရင်ဆိုင်ကစားမယ်အာတခုရှိတာကကျွန်တော် grillish ကိုကြည့်မယ်ဆိုရင်ဒီဘောမှာဆိုရင်ပေါဝင်နိုင်ခြင်းအာမရှိဘူးဘာလို့ဆိုတော့တို့ရမယ်စီတီကငှားလာကစားတာ grillish ကိုကြည့်မယ်ဒီဘောမှာဆိုတော့ဒီဘောမှာဆိုရင်တို့ပေါဝင်နိုင်ခြင်းအာမရှိဘူးဒီနေရာမှာဒါကိုကြည့်မယ်ဆိုရင်မန်စီတကယ်မှတသက်ရရစီတဲ့အချက်ချက်လို့အာပြောလို့ရတယ်မန်စီတီကိုကြည့်မယ်ဆိုရင်ဒီဘောကရောမယ်ဆိုရင်နိုင်ဘောရောမယ်ဆိုရင်လိုအပ်တယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီအမှတ်ကွာဟုတ်မှုအဖြစ်ကြည့်မယ်ဆိုရင် အရှော့ချဖို့ပြင်မယ်ဆိုရင်လိုအပ်တယ်။ဒါအားပြင်မယ်ဆိုရင်နိုင်ပွဲဆက်ဖို့အလိုအပ်တယ်။ဒီနေရာမှာ Man City ရဲ့လူစင်ကိုကြည့်မယ်ဆိုရင်ဒီပွဲမှာဆိုရင်ကျွန်တော်တို့ဒီအကစားမိုက်အကုန်လုံးပြန်ပြီးတော့ပြန်ပါလာတော့မယ်။ဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီ Anovi တို့အာပြီးတော့ Cusano တို့အချာကီတို့မာမုတ်တို့ကိုဘာစစ်တို့ပြန်ပြီးပါလာတော့မယ်ဒီနေရာမှာ City ကိုကြည့်မယ်ဆိုဘသူကိုကျွန်တော်ဒီသုံးမလဲအဲစောင့်ကြည့်ရမယ်ဒါအပြင်ကျွန်တော်ဒီ Man City ကိုကြည့်မယ်ဆိုရင်ဒီပွဲပြီးဆိုရင် Villarreal နဲ့ Wigan ပွဲဥစဉ်အကြံကြံသေးတယ် ဒီညမှာ City ကိုကြည့်မယ်ဆိုရင်ဒီဘောမှာဆိုရင်နိုင်ပြီးအောင်မယ်ဆိုရင်တို့က Wigan မှာဆိုရင်သွားရောက်ကစားရအောင်မယ်ဒါအပြင်ကျွန်တော်တို့ဒီဘက်မှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီ Liverpool နဲ့ကျွန်တော်တို့ဒီ Man U အာပွဲချက်ခင်ရမယ် Liverpool နဲ့ကျွန်တော်မယ်စီးကြမှာဆိုရင်ဘောကောင်မျိုးကြည့်မယ်ဆိုရင်သမတားရှိတယ်ဒီနေရာမှာ City ကိုကြည့်မယ်ဆိုတော့ဖက်သင်းရဲ့ကျွန်တော်ဒီပွဲချက်ကိုအမှဆိုတော့အုံချဖို့အာလိုအပ်တယ်ဒီနေရာမှာ City ကိုကြည့်မယ်ဆိုပွဲစဉ်ကအမှဆိုတော့နိုင်ဖို့ရတကယ်မှရေးကြီးရဲ့ပွဲစဉ်တစ်ပွဲအာဖြစ်တယ်ပြီးကြတဲ့ရာသီမှာဆိုရင်ကျွန်တော်ဒီ Man City ရဲ့အင်ကွင်းမှာဆိုရင်အမှဆိုရင်တကောစီတည်ချထားခဲ့တယ်ဒီနေရာမှာ City ကိုကြည့်မယ်ဆိုဒီပွဲစဉ်မှာဆိုရင်သူတို့က နိုင်ပွဲပြင်ပြီးဆက်နိုင်ပွဲထပ်ပြီးဆက်မလားအဲစောင့်ကြည့်ရမယ်ဒီနေရာမှာဒီဘောကိုကြည့်မယ်ဆိုရင်အမဲဆိုရင်တကယ်တော့ခက်ခဲတဲ့ဘောစစ်ပွဲဖြစ်မှာကတော့အသေးကြပဲမန်စီးတီးကိုကြည့်မယ်ဆိုလို့မျိုးခက်ခဲပါစေဒီဘောကိုကြည့်မယ်ဆိုရင်နိုင်ပွဲရကရုံမဆိုရင်လိုအပ်တဲ့ဒီနေရာမှာဆိုရင်အနိုင်ယူနိုင်မလားအဲစောင့်ကြည့်ရမယ်ဒီဘောကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီညရှစ်ခွဲမှာကျွန်တော်ဒီကံမယ်မန်စီးတီးကကျွန်တော်ဒီအင်္ဂလိပ်မှာကစားရမယ်နောက်တော့ဘောကိုကြည့်မယ်ဆက်တိုင်းမှာကံမယ်တစ်ဖက်ကကျွန်တော်ဒီဖူဟန်နဲ့အာဆင်နယ်ပွဲဖြစ်တဲ့ဒီဘောကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီဖူဟန်ကျွန်တော်ဒီအင်္ဂလိပ်မှာဆိုရင် အာကစားရမယ်ဖူဟန်ကိုကြည့်မယ်ဆိုရင်နောက်ဆုံးပွဲမှာဆိုရင်သူတို့ကစက်တိုင်အောင်မဆိုရင်ရှင်ပွဲတွေ့တာတွေ့ရတယ်ပွဲစဉ်ကျွန်တော်တို့ဒီခွန်မှာဆိုရင်သူတို့ကတစ်ဖက်ကကျွန်တော်တို့ဒီဟွာကိုဒီအာဘမဘမကိုရမယ်ဆိုရင်ရှင်းထားတယ်ပွဲစဉ်ကျွန်တော်တို့ဒီ6မှာဆိုရင်သူတို့ကအက်စတန်ဘီလာအောင်မဆိုရင်ရှင်းထားတယ်ဖူဟန်ကိုကြည့်မယ်ဆိုရင်အောင်မဆိုသူကရှင်ပွဲပြန်ရှင်ပွဲတွေဆက်နေတာတွေ့ရတယ်ဒီနေရာမှာသူတို့ရဲ့အကွေမှာဆိုရင်အာဆင်နယ်ကိုလက်ခံကစားရမယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ဒီအာဆင်နယ်ကိုကြည့်မယ်ဆိုရင်သူတို့ကကျွန်တော်နောက်ဆုံးကစားတဲ့ငါးပွဲမှာဆိုရင် မဆိုရင်လေးဘောဆက်တဲ့ရုပ်ဆက်နိုင်ထားတွေ့ရတယ်ဒီနေရာမှာအာဆင်နယ်ကိုကြည့်မယ်ဆိုရင်ပရီးမီးယားလိမှာဆိုရင်သူတို့ကအဆင့်တင်မှာဆိုရင်ရက်တည်နေတယ်ဒါအပြင်တစ်ဖက်ကကျွန်တော်တို့ဒီဘာဖို့ကိုကြည့်မယ်ဆိုရင်ပွဲချက်ကဲရမယ်ဒီနေရာမှာအာဆင်နယ်ကိုကြည့်မယ်ဆိုရင်မဖြစ်နိုင်မဲ့ခွင့်ရေးအာပိုင်ဆိုင်ထားတာတွေ့ရတယ်အာဆင်နယ်ကိုကြည့်မယ်ဆိုရင်ပြောမယ်ဆိုရင်ဒီဘောမှာဆိုရင်သူတို့ကအနိုင်ယူနိုင်မလားအဲစောင့်ကြည့်ရမယ်အာဆင်နယ်ကိုကြည့်မယ်ဆိုရင်သူတို့ကဒီပွဲပြပြဆိုရင်တစ်ဖက်ကကျွန်တော်အီဒီကိုနဲ့အာချီနီပြောဆိုရင်ကဲရမယ်အဲဘောကိုကြည့်မယ်ဆိုရင်အာဆင်နယ်ဆိုရင်အင်ကွေးမှာဆိုရင်ကစားမယ်ဒီနေရာမှာဆိုရင်သိပ်ပြီးပြဿနာမရှိလာဘူး အာဆင်နယ်ကိုကြည့်မယ်ဆိုရင်ဒီပေါ်မှာဆိုရင်သူကအပြည့်အဝအာရုံစိုက်ပြီးကစားဖို့ကတကယ်မှတေးကြတယ်ဒီနေရာမှာဆိုရင်ပြောမယ်ဆိုအာဆင်နယ်ကပြောမယ်ဆိုရင်ဒိုင်းပွဲအခွင့်အရေးတကယ်မှအဲများတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒါအပြင်ဒါပေမဲ့ကျွန်တော်တို့ဒီပွဲကြည့်မယ်ဆိုအာဆင်နယ်တွားပြီးပေါ်လို့မရဘူးဘာလို့လဲဆိုတော့ဒီဘက်ကကျွန်တော်တို့ဒီဖူဟန်ကိုကြည့်မယ်ဆိုရင်သူတို့ကကျွန်တော်တို့ဒီအင်ကွင်းမှာဆိုရင်အာဆင်နယ်ကိုအောင်မယ်ဆိုရင်နှင်းစက်တိုင်အောင်မယ်ဆိုရင်မရှိအောင်ကစားထားတာတွေ့ရတယ်ပြီးကြတဲ့နှစ်မှာဆိုရင်ကျွန်တော်တို့ဒီဖူဟန်ကသူတို့အင်ကွင်းမှာဆိုအာဆင်နယ်ကိုတေးရအခံကစားထားတယ်ပြီးကြတဲ့နှစ်ကျော်ကြည့်မယ်ဆိုရင်ကျွန်တော်ဖူဟန်ကအာဆင်နယ်ကိုသူတို့အင်ကွင်းမှာဆိုရင်2-1နဲ့နိုင်ထားဘူးတယ် ်အာဆင်နယ်ကိုကြည့်မယ်ဆိုရင်ကျွန်တော်ဖွင့်အဝယ်မှာဆိုမနိုင်တဲ့နေ့ရှိပြီဒီနေရာမှာဒီပွဲကိုကြည့်မယ်ဆိုအာဆင်နယ်ပွဲဆိုနိုင်ကိုရတဲ့ခေမှာလိုဝတ်တဲ့ပွဲစဉ်ဖြစ်တယ်ဒီနေရာမှာဆိုရင်အနိုင်နိုင်မလားအဲစောင့်ကြည့်ရမယ်ဒါအပြင်လိဗာပူးနဲ့ကြည့်မယ်ဆိုအမှတ်ကွာမှုကအများကြီးကျွန်တော်ဒီမရှိသေးဘူးဒီနေရာမှာဆိုအမှတ်ကွာမှုကျွန်တော်ဒီထက်ပြီးတော့အမှတ်ပြမဆိုရင်ထက်ပြီးဖြတ်ဖို့ဒီပွဲစဉ်ကနိုင်ပွဲဝင်မယ်ဆိုရင်လိုဝတ်တဲ့ဒီနေရာမှာအာဆင်နယ်ကိုကြည့်မယ်ဒီပွဲစဉ်ကသူ့ရနိုင်ခေမှာမဆွေနိုင်ပွဲရရဲ့ကြည့်ပွဲစဉ်ဒီပွဲဖြစ်တယ်။မဆွေနိုင်ပွဲရတကယ်မှအခွင့်အရေးများပါတယ်။ဒီနေရာမှာဆိုရင်နိုင်မလား။အဲစောင့်ကြည့်ရမယ်။ဒါပေမဲ့ဆိုရင်ကျွန်တော်ဒီ goal တော့တာကြီးပြဖို့ရကကျွန်တော်ဒီမရှိဘူး။ ိုင်ပွဲဆိုတော့မျိုးကိုတာကြီးပြဖို့ရကတော့ကျွန်တော်ဒီမရှိဘူးဒီနေရာမှာအာဆင်နယ်ကိုကြည့်မယ်ဆိုရင်ဒီပွဲမှာဆိုရင်ဒိုင်ပွဲဆက်ပြီးဒိုင်ပွဲထက်ပြီးအာဆက်မလားအဲကြည့်ရမယ်ဒီပွဲကြည့်မစနေနေ့ည7:00နာရီမှာကံမယ်နောက်တစ်ပွဲကိုကြည့်မယ်ဆိုရင်ဒရင်းငွေညာဒရင်းငွေညာရောက်မယ်ဆိုရင်အာခွန်ကမှာကံမယ်စပါနဲ့ကျွန်တော်တို့ဒီဖီလိုက်ပွဲစဉ်ဖြစ်တဲ့ဒီပွဲကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီစပိုင်းကျွန်တော်တို့ဒီအင်ကွင်းမှာဆိုရင်အဲကစားရမယ်စပားကိုကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့ကျွန်တော်တို့ဒီပွဲစဉ်ခွန်မှာဆိုရင်လီဂိုသူက1-2နဲ့အာတိုင်ခဲ့တဲ့ အဲဝေါ်ကြည့်မယ်ဆိုရင် စပိုင်ကျွန်တော်ဒီခြေသွင်းမယ်ကြည့်မယ်ဆိုရင်တအားကြီးကောင်းခဲ့တာကတော့အာမရှိဘူးဒီနေရာမှာစပောက်ကြည့်မယ်ဆိုရင်တို့ကကျွန်တော်ဒီဘီလာကိုအင်ကွင်းမှာဆိုရင်အာလက်ခံကစားမယ်လက်ရှိချက်မှာစပောက်ကြည့်မယ်ဆိုရင်တို့ကအဆင့်၃မှာဆိုရင်ရက်တည်နေတဲ့ဒီနေရာမှာတို့ကကြည့်မယ်ဆိုရင်တစ်ဖက်ကကျွန်တော်ဒီလီဗာပူးအာဆင်နယ်ဒီတင်းနဲ့ရှိမယ်ဆိုအမှတ်ကွာမို့ကြည့်မယ်ဆိုရင် အများကြီးကိုဟနိုင်ခြင်းအာမရှိဘူးဒီနေရာမှာစပောက်ကြည့်မယ်ဆိုဒီပွဲမှာတို့ကနိုင်ပွဲဆက်ဖို့ပြမယ်ဆိုရင်လိုအပ်တဲ့ စပါးကကျွန်တော်ဒီပွဲပြီးဆိုရင်တို့ကကျွန်တော်ဒီဂျာယက်မှာဆိုရင်ကျွန်တော်ဒီချန်ပီယံလိအဖြစ်ကအဲတို့ကစားမဲ့ပွဲစဉ်ကဒီဘက်ကကျွန်တော်ဒီမိုနာကိုတက်ဆိုဝေကွန်ပွဲစဉ်အာတွားရောက်ကစားမယ်စပါးကိုကြည့်မဲ့ဆိုရင်ကျွန်တော်ဒီအပွဲမှာဆိုရင်တို့ကအယုံဆိုင်ဖို့လိုအပ်သေးတယ်ဒီနေရာမှာစပါးကိုကြည့်မဲ့ဆိုဒီပွဲမှာဆိုရင်တို့ကအယုံကမှာဆိုရင်အစတွန်ဗီလာကိုအာလက်ခံကစားမယ်ဒီနေရာမှာအစတွန်ဗီလာကိုကြည့်မဲ့ဆိုရင်တို့ကရောဆိုပိုဇွန်ကောင်းတစ်ခုပြန်ပြီးတော့အဲရနေတယ်အစတွန်ဗီလာကိုကြည့်မဲ့ဆိုရင်တို့ကဒီဘက်ကကျွန်တော်ဒီအာနောက်ဆုံး၅ဘက်မှာဆိုရင်တို့ကလေဘော့ထီနဲ့ထားတွေ့ရတယ်ဒါပြင် တပွဲရှုံတပွဲပြောဆိုတည်ကြတယ်အက်စတန်ဘူလာကိုကြည့်မယ်ဆိုတော့၃၅ဘောမှာ၃၅ဘောမှာဆိုတော့သူကလုံးဝကျွန်တော်ဒီရှုံဝဲထူထားခြင်းအာမရှိထားဘူးဒါကပြပရီးမီးယားလိမှာဆိုရင်ကျွန်တော်ဒီအက်စတန်ဘူလာကိုကြည့်မယ်ဆိုရင်သူကနိုင်ပွဲပြန်ပြီးတော့အရနေပြီဒီနေရာမှာအက်စတန်ဘူလာကိုကြည့်မယ်ဆိုတော့ဒီချိန်မှာဆိုရင်သူကမပီစီယာအဆင့်စတန်းကိုအတက်လာပြီပြမဲဆိုရင်သူတို့ကြည့်မယ်ဆိုရင်ပြမေးရောနိုင်ပွဲဆက်နေပြီလို့ဟာပြောလို့ကျွန်တော်ဒီရတယ်ဒါပြင်ကျွန်တော်တို့ဒီ head to head တွေကိုကြည့်မယ်ဆိုရင်ကျွန်တော်ပြီးကြတဲ့အနှစ်မှာဆိုရင်ကျွန်တော်တို့ဒီ sub bar ကသူတို့ရဲ့အကွယ်မှာဆိုရင် SM level 41နဲ့ပဲဆိုရင်နိုင်ထားရှိတယ် ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီစပောက်ကိုကြည့်မယ်ဆိုရင် Aston Villa ကိုတို့ကအင်္ဂလန်မှာဆိုရင်အလက်ခံကစားမယ်စပောက်ကိုကြည့်မယ်ဆိုဒီပွဲစဉ်ကဆိုတို့ကနိုင်ပွဲရတကယ်မှအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဘာလို့လဲဆိုတော့တို့ရဲ့ထိတ်ကလည်းဘာဘူးကပွဲချက်ခင်ရမယ်စပောက်ကိုကြည့်မယ်ဆိုရင်အဲ့ဒါကိုယူမယ်ဆိုရင်အသုံးချပြုံးမယ်ဆိုရင်လိုအပ်တယ်ဒီနေရာမှာစပောက်ကိုကြည့်မယ်ဆိုဒီပွဲမှာဆိုရင် Aston Villa ကိုအနိုင်မလားအကြည့်ရမယ်ဒါမှဆိုရင်ဒီပွဲကိုကြည့်မယ်ဆိုတကယ်မှကျွန်တော်တို့အကြည့်နဲ့ရှိမဲ့ပွဲစဉ်တစ်ပွဲဖြစ်မှာကအသေးချပဲနှစ်သိန်းလုံးကိုကြည့်မယ်ဆိုရင်ဖက်ကကျွန်တော်စပောက်ကိုကြည့်မယ်ဆိုရင် တို့ဥပမာဆိုရင်ကစားမယ်ဒါအပြင်အစတုံတာကိုကြည့်မယ်ဆိုရင်နိုင်ငံပြည်ဆက်နေတာတွေ့ရတဲ့ဒီဘောကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့တကယ်မှအချင်းချင်းမကအသေးကြပဲဒီနေရာမှာစပောက်ကိုကြည့်မယ်ဆိုရင်နိုင်ငံဆက်မလားအဲကြည့်ရမယ်ဆိုတော့ကျွန်တော်တို့ဒီ element လောက်ပဲကျွန်တော်တို့ဒီ control native passes ရှင်းလို့ရှိတော့ဖွင့်ရမယ်